ဓနုတက်ရဲ့စစ်တင်တန်းနီးပြမမပဲမမပဲဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ဓနုပြည်သူလူမျိုးရေးတပ်တော် DPLA ထံပြီးခဲ့တဲ့2022ခုနှစ်ထဲမှာစတင်ဝင်ရောက်ခဲ့ပါတယ်။ DPLA ထံစတင်ဝင်ရောက်ချိန်ရှီတန်းသွားခြင်းပြီးမဲ့အမျိုးသမီးဖြစ်တာကြောင့်တင်တန်းနီးပြကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့မမပဲကပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင်ကတနက်ကန်ရမယ်လို့တခါမှတော့မတွေးခဲ့ဘူးပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့အခြေအနေတွေဟာပြောင်းလဲသွားတယ်လို့မမပဲကဆိုပါတယ်စစ်တင်နန်းနီးပြမမပဲရဲ့အကြောင်းလူမြောက်နယ်မြေရှိ DPAAE ရဲ့စစ်တင်နန်းကွင်းမှာရွှေဖီမြေကမိုင်းယူပါနဲ့မိုင်းနိုင်သွားရောက်ပြီးရိုက်ကူးတင်ဆင်ထားသည်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဘုညိုင်ပဲလက်ချက်စက်တော့ဒီစက်ခဏ တိတ်ဝင်ရောက်လာတဲ့ရဲဘော်တစ်တီကိုတခြားတင်နန်းစရာမျိုးသားတွေနဲ့တန်းတူမမပဲကလည်းအတတ်မတန်တဲ့စစ်တင်တဲ့နေပေးနေတဲ့မြင်ကွင်းတွေဖြစ်ပါလေစစ်တအနာတိတ်မနာစစ်အနာတိတ်မှုလက်မခံကြောင်းစနပြတဲ့လူငယ်တွေကိုစစ်ကစစ်တဲ့ရဲရဲဆက်ဆက်ဖြိုခွင်းခဲ့တာကြောင့်လူငယ်တွေဟာလက်နက်ကင်လမ်းစဉ်ကိုရွေးခဲ့ကြပြီးစစ်အနာရှင်ကိုနေရမျိုးနဲ့တော်လိုင်းတိုက်ခိုက်ခဲ့ကြပါလေအမျိုးသားတွေနဲ့တူမျိုးသမီးတွေလည်းစစ်အနာရှင်တော်လိုင်းတိုက်ပွဲမှာပုံစံမျိုးစုံနဲ့ပါဝင်နေကြပါတယ်အဲ့ဒီမှာဓနုပုတ်ကာပြဖြစ်တဲ့မမပဲကလည်းစစ်အနာရှင်တော်လိုင်းမှာပါဝင်လာခဲ့ပါတယ် မမဘဲဟာစစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါလာတဲ့တနုပြည်သူလူမျိုးရေးတပ်တော် GPI ထံပြီးခဲ့တဲ့2022ခုနှစ်မှာစတင်ဝင်ရောက်ခဲ့ပါတယ်။စစ်တအာဏာမတိတ်ခင်ကတမက်ကန်ရမယ်လို့မတွေးခဲ့ဘူးပြိမဲ့စစ်တအာဏာသိမ်းပြီးနောက်မှာတော့အခြေအနေတွေဟာပြောင်းလဲသွားခဲ့တယ်လို့မမဘဲကဆိုပါတယ်။ GPI တပ်ထံစတင်ရောက်လာတဲ့အခြေအနေကိုမမဘဲကအခုလိုပြောပြပါတယ်။အဲစတက်ထဝင်ရမယ်ဒီလိုမျိုးတော်လိုင်းလောက်ရမယ်လို့ဒီခါမှတော့စိတ်ကူးမြင်ခဲ့ဘူးပေါ့အိမ်မှာဆိုရင်လည်း ပြေမစကားဆိုနောက်ထောင်အဲတမိဆိုတမိမိုက်ပေါ့ဒီတိုက်ရောက်လာပြီးတော့ကိုယ်ရဲ့စိတ်ဓာတ်မှအစားအကုန်လုံးပြောင်းလဲလာတဲ့လိုပုံစံမျိုးအမောင်ကပြောမှဆိုဒီလုံးလုံးမဲ့ဆိုတော့ဒါပဲစိတ်ဓာတ်လည်းလုံးဝပြင်းထန်ပြီးပြောင်းလဲလာတဲ့ဥက္ကမကိုမအစားအကုန်လုံးအဲတန်းခိုင်လာတဲ့လိုပုံစံမျိုးဖြစ်လာတယ်အမျိုးသမီးစစ်တင်တန်းနေပြဖြစ်တာကြောင့်မမဘီဟာခက်ခဲများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့စစ်အာဏာရှင်ကိုတော်လန်တိုက်ခဲ့မယ်ဆိုတဲ့စိတ်နဲ့ကြော်ဖြစ်ခဲ့ရတယ်လို့မမဘက်ကပြောပါတယ်။ ဒီပြည်ရည်ထန်စတင်ဝင်ရောက်ချင်းရှေ့တန်းသွားချင်ပေမဲ့မျိုးရင်းဖြစ်နေတာကြောင့်နန်းနီပြကိုပဲပြန်လဲရွေးချယ်ခဲ့ရတာဖြစ်တယ်လို့မမပင်ကပြောပါတယ်။ဘဝစားတော့အဲကျွန်တော်လည်းတိတ်ခိုင်းပင်းသွားချင်တာပေါ့နော်။ဒီပုံစံမျိုးဒါမှမဟုတ်မိတ်ကလေးကမိတ်ကလေးရှေ့တန်းမထွက်ရဆိုရဲဒါကြောင့်လို့လည်းကျွန်မဒီနန်းနီပြတောင်းဝန်ကိုယ်တိုင်ကိုယ်စိတ်တမ်းလာရွေးချယ်ခဲ့ရအောင်နော်။ကိုယ်တိုင်ဝါသနာပါလို့ပြောပုံစံမျိုးဒီတိအမတ်တော်သားတွေကိုထိုက်ရတာဆိုတော့ခက်ခဲရောနည်းနည်းများရှိရောတော့မလားအဲဒါမှလုံးဝကိန်းနဲ့အလုပ်ရဲ့သဘောတဘာဝကိုနားလည်လာတဲ့ အလုံးမပို့ပြီးအထက်တဲ့အချိန်ကတော့ခက်ခဲဆိုတော့နည်းနည်းသွားတော့နည်းနည်းပဲရှိရောအလုံးကောင်ကမျိုးပဲဖြစ်သွားတော့မမဘေတောင်ထမ်းဆောင်နေတဲ့ DPI တက်ဟာရှမ်းမြောက်နောင်ချုံမြင့်နဲ့တောင်ခန့်တိုက်ပွဲမှာ TNA နဲ့တို့ပေါင်းပြီးတိုက်ခိုက်နေလို့ရှမ်းတောင်ရက်ဆောင်မြို့နဲ့ကြောက်ကူဒေသမှာလည်းစစ်ကောင်စီနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့အဖွဲဖြစ်ပါတယ်။ဒီကနေ့2022ခုနှစ်ဩဂုတ်9ရက်နေ့မှာ DPI တက်ကိုဓနုလူငယ်တကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးလက်ရှိ DPI ဟာအင်အားထောင်နေချင်ရှိလာပြီဖြစ်ပါတယ်။ စစ်တပ်အနာတမိနာမမပင်လို့ကြောင်းစရာဆောင်းဝင်ဆက်တဲ့နိုင်ငံတော်ဝင်တွေကိုတာဝန်ထမ်းဆောင်တဲ့လူတွေဟာစစ်တပ်အနာတမိနာမှာတော့စစ်အာဏာရှင်တော်လှန်ဖို့လက်နက်ကန်လမ်းစဉ်ကိုရည်ချင်လာခဲ့ကြပါတယ်။လက်ရှိမှာတော့စစ်အာဏာသိမ်းမှုလည်းနဲ့ကျော်ရောက်ရှိလာပြီဖြစ်ပြီးစစ်ကောင်စီတပ်ကိုနှွေးတော်လှန်ရေးတပ်တွေကဆက်လက်တော်လှန်တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။အာဏာရှင်အမြဲဆုံးကြားဆုံးဖို့လူငယ်တွေနဲ့စစ်အာဏာရှင်တော်လှန်ရေးမှာတက်နိုင်တဲ့ဘက်ကနေဆက်လက်ပါဝင်ပေးကြဖို့မမပင်ကတိုက်တွန်းထားပါခင်ဗျာ။ဖြစ်ကိုကိုအားငယ်ုံတွေပဲကြုံမနေဘဲနဲ့ ုံးပဲကြည့်မိပဲနဲ့ပေါ့နော်ကိုတော်လိုက်မှာကိုပါဝင်နဲ့ကိုပါဝင်နိုင်နဲ့တနိုင်နဲ့ပေးရမယ်ပါဝင်ပြီးတော့ကိုကြီးပေါင်းပူပြီးစီရှင်တယ်ပေါ့နော်ဒါမှလည်းတော်လိုက်ရအများဆုံးပြီးဆုံးတော့မှာပါလို့လေခုနက